ွဲစီနေเนาะအဲ့အဲ့ခန်းလေးပွဲစီကိုကျွန်တော်အဲ့ခန်းကိုပွဲစီမယ်လို့ကျွန်တော်မမျှော်လင့်ထားပါဘူးကျွန်တော်ဒီတိုင်းပဲအာတပြင်ကျွန်တော်တို့မျှော်လင့်ထားတာဒီဘက်ကတပြင်အခန်းပေါ့နော်တပြင်ခန်းဆိုရင်ကျွန်တော်တို့အဲ့ကြောဟိုဟာဒီရုပ်ရှင်ကားမှာပြမယ်တမ်မူစင်းနေပေါ့နော်တမ်မူစင်းနေကျွန်တော်မျှော်ထားတယ်ဒါပေမဲ့ဒီခန်းလေးဒီလိုပောက်သွားလိမ့်မယ်မမျှော်လင့်ထားဘူးကျွန်တော်အာဒီသူတို့စီက page ကတင်တော့မှကျွန်တော်လမ်းဖုတ်ဆက်တယ်မင်းသားလည်းအောက်မှာပွဲစီနေတစ်ချက်ကြည့်ကြည့်ပါဦးဆိုကျွန်တော် comment တော့ဖတ်ကြည့်တယ်အော်တော်ပွဲစီနေရပဲလို့အဲ့လိုလေတော့အမှတ်တရလေးတော့ဖြစ်သွားတာပေါ့အိုက်ခန်းရရတော့ဆိုကျွန်တော်အင်ဂျင်ချုံနဲ့၃နိုင်လောက်ကိုနေလဲရတယ်ပြီးတော့အဓိကက ဟိုကျွန်တော် ID လောက်တာကိုဟိုဘက်က ID ညှိတာကိုအခုကိုရဲသစာသူမကြိုက်မချင်းရိုက်တာဖြစ်တဲ့အတွက်အဲ့ခန်းလေးကိုတော့တော်တော်လေးကိုအထုတ်ထားပါခင်ဗျဟုတ်ညင်းဘူးနေတဲ့ပုံစံဆွမ်းသွားရှင်းချမအထင်းနဲ့ရှင်းလုံးဝကျဉ်းတတ်နေရမှာမဟုတ်ဘူး ဒီယင်းဆိုတဲ့ဇာတ်ကားလေးမှာကျွန်တော်အာမန်ဆိုတဲ့ character ကနေပြီးပေါဝင်ထားပါတယ်အာမန်ဆိုတဲ့ character ကတော့ကျွန်တော်ပြောပြရင်တော့တော်တော်လေးကိုဆိုတဲ့ character လို့ပြောရမယ်အာကျွန်တော်ရိုက်ဖူးသမျှ character တွေထဲမှာအဆိုးဆုံးနဲ့အဲ့လိုပြောလို့ပြောရမယ်အကျန်းဆုံးပေါ့နော်နည်းနည်း rock ဖြစ်တဲ့ character လို့ပြောရမှာပဲဟုတ်ဒီကားထဲမှာလူတိုင်းနဲ့ဆုံနေတယောက်နဲ့မှလည်းမတည့်ဘူးကျွန်တော် driver ပြောတယ်အခုကျွန်တော်နဲ့တည့်ရလူမရှိဘူးလားမပါဘူးလေမင်းနဲ့တည့်လူသူမပါဘူးလေကျွန်တော်တငငချင်း၃ယောက်ရှိတယ်တငငချင်း၃ယောက်နဲ့လည်းကျွန်တော်နဲ့မတည့်ဘူးမတည့်ဘူးဆိုတော့ကျွန်တော်ကျွန်တော်စိတ်ထုတ်လို့ပါဒီကကျွန်တော်တို့ကိုမကောင်းကျင်လို့ပါ အဲပြီးတော့ကျန်တဲ့လူတွေနဲ့ဆိုပို့ဆိုးတာပေါ့မင်းသမီးနဲ့လည်းမတည့်ဘူးမင်းသမီးကိုယ်နဲ့ဆိုရင်တော့အဲတွေ့တိုင်းရန်ဖြစ်နေတာပြီးတော့ရဲနဲ့ဆိုရင်ကျွန်တော်ပတ်ပြေးနေတယ်တွေ့တိုင်း तू ကရှေ့ပေါက်ကဝင်ကိုယ်နောက်ပေါက်ကထွက်အဲ့လိုမျိုး character လေးပေါ့ခင်ဗျာမင်းပြဿနာတစ်ခုခုဖြစ်ငါ့ကိုစိတ်ဆိုးမယ်စိတ်ကောပြီးပြဿနာရှာမင်းတို့လည်းဒါပဲမလားစိတ်လည်းမဆိုးစိတ်လည်းမကောက် ဒီညစပြီးရှင်းတဲ့ကျမနဲ့ပတ်သက်ဆရာအကြောင်းလည်းမရှိတော့ဘူးအဲဇကားထဲမှာတော်တော်ကျန်းတယ်ကျွန်တော်ကအဲ့လိုမျိုး V van character မရိုက်ဘူးပေါ့နော် van character မရိုက်ဘူးတော့ကျွန်တော်နဲ့အကိုကိုရဲတဆန်နဲ့တော်တော်လေးကိုတိုင်ပင်လိုက်ရပြီဒီ character အကိုနဲ့အကိုတိုင်နဲ့တခြားတခြားလေးကိုတိုင်ပင်ထားတယ်ပြီးတော့ကျွန်တော်အဓိကကတော့မပြပြမှာစိုးတာပေါ့နော်ကျွန်တော်က van character မရိုက်ဘူးတဲ့အတွက် van လို့မဖြစ်မှလည်းစိုးတယ်အဲ့တော့ကျွန်တော်အကိုဆရာနဲ့တခြားတိုင်ပင်နေအကိုကလည်းကျွန်တော်တခြားလေးတင်ပေးပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီကားထဲမှာတော့ ဟိုအစွန်းစုံဆုံးဆိုးထားပါတယ်ခင်ဗျဟုတ်အဲ့တော်တော်ဆိုးတယ် तू က subit လည်းဖြစ်တယ်အတ္တလည်းကြီးတယ်ပြီးတော့ risk ကလည်းဖြစ်တယ်ဗျာ risk ဖြစ်တာတကြောင် subit ဖြစ်တာတကြောင်ပြီးတော့အရန်အတ္တကြီးတာတကြောင်ပြီးတော့ तू ကဟိုနည်းနည်းလေးပိုင်တော့ဆိုင်တော့ဟိုလူဟိုအဲဒီကားထဲမှာဆိုဟိုအမှုဖုံးဒီမှုဖုံးကိစ္စလေးလည်းရှိရမှာပြီးတော့အော်တချို့ကိစ္စလေးကိုငွေနဲ့ရှင်းလိုက်တယ်ဆိုတဲ့ကိစ္စလေးလည်းရှိရမှာပြီးတော့အဓိကပညာပေးကဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကားချိပြီး knowledge တစ်ခုလောက်ကျန်ခဲ့စေချင်တာဖြစ်တဲ့အတွက်အကျွန်တော်အဆုံးစုံဆုံးဆိုးထားပါတယ်အဲပြည့်တဲ့ကြီးလည်းနားလေးပြည့်လေးလည်းမျောလင်းပါတယ်ခင်ဗျဟုတ် အဲလူမုံမြောင်မဲ့ character ကိုကျွန်တော်ပထမဆုံးကတော့စံနှုန်းစစ်ဖက်ချီတုန်းကတော့အဲ့လိုမဆိုသေးဘူးခင်ဗျတကယ်တော့ဟိုဇက်အကျေကျွန်တော်ရလဲရအောင်တော်တော်လေးကိုစိုးတယ်ဘယ်လိုလဲကျွန်တော်နဲ့ကိုရင်းသစ္စာနဲ့တခြားတိုင်ပင်ပြီးကိုရင်းသစ္စာညီလေးပြင်အောင်လုပ်တော့ဒီကညီလေးပြင်ပြမညီလေးဘက်ကဒီဘက်ကတင်ထားမှာဟိုဘက်ကလည်း identity light တင်လို့ရမှာဆိုတော့ကျွန်တော်နဲ့အကူနဲ့တခြားတိုင်ပင်ပြီးတခြေတခြားကိုတယောက်ဆောင်ထားပါတယ်ခင်ဗျဟုတ်ပါဆိုမချိုကြီးဘာမှမသိတော့ဘူးကောင်းကင်ကနဲ့တည်နေတာပဲတည်တယ် မဘာလို့တော့မိမ်မဲရတာလဲအဲ့လိုကြည့်တယ်ခံစားမနေပါနဲ့ကွာဖြစ်တယ်လို့ဖြစ်ခဲ့ပြီပဲပွဲစီနေနော်အဲ့အဲ့ခန်းလေးပွဲစီကျွန်တော်အဲ့ခန်းကိုပွဲစီမယ်လို့ကျွန်တော်မမျော်လင့်ထားပါဘူးကျွန်တော်ဒီတိုင်းပဲအာတပြင်ကျွန်တော်တို့မျော်လင့်ထားတာဒီဘက်တပြင်အခန်းပေါ့နော်တပြင်ခန်းဆိုရင်ကျွန်တော်တို့အဲ့ကြတော့ဟိုဟာဒီရုပ်ရှင်ကားမှာပြမယ်တိုင်မူစင်းနေပေါ့နော်တိုင်မူစင်းနေကျွန်တော်မျော်တာဒါပေမဲ့ဒီခန်းလေးဒီလိုပောက်သွားလိမ့်မယ်မမျော်လင့်ထားဘူးကျွန်တော်အာဒီသူတို့စီက page ကတင်တော့မှကျွန်တော်လမ်းဖုတ်ဆက်တယ်မင်းသားလည်းအောက်မှာပွဲစီနေတစ်ချက်ကြည့်ကြည့်ပါဦးဆိုကျွန်တော် comment တော့ဖတ်ကြည့်တယ်အော်တော်ပွဲစီနေရပဲလို့ အဲ့လိုလေတော့အမှတ်တရလေးတော့ဖြစ်သွားတာပေါ့အိုက်ခန်ရိုက်ရတော့ဆိုကျွန်တော်အင်ကြီးချွန်းနဲ့၃နိုင်လောက်ကိုနေလဲရတယ်ပြီးတော့အဓိကကဟိုကျွန်တော် item လောက်တာကောဟိုဘက်က item ညှိတာရောအကိုကိုရဲတစားသူမကြိုက်မချင်းရိုက်တာ ဖြစ်တဲ့အတွက်အိုက်ခန်လေးကိုတော့တော်တော်လေးကိုအထုတ်ထားပါတယ်ခင်ဗျဟုတ်